နေဖီအားနေစေအခြေအနေအတိပေးချက်ငါကက2025 1389ခုကစုံလဆန်း14ရက်2025ခုနှစ်မေလ10ရက်တတိုင်းထွာရရှိသည့်အခြေအနေယနေ့မြန်မာစံတော်ချိန်8နာရီအချိန်တိုင်းထွာချက်များအရကပလီပင်လေပြင်တွင်လေဖီအားနေစေ low pressure cell တခုဖြစ်ပေါ်နေပါသည်နှစ်ခန့်မှန်းချက်အဆိုပါလေဖီအားနေစေသည် လာမည့်48 နာရီတွင်မြောက်အနောက်မြောက်ဘက်သို့ရွှေ့ရှားကကပလီပင်လေပြင်မြောက်ပိုင်းသို့ရောက်ရှိနိုင်ပြီးလာမည့်80နှစ်နာရီတွင်လေဖိအားနှင့်ရေဝန် low pressure area အဖြစ်သို့အားကောင်းလာနိုင်သည်ဟုခန့်မှန်းရပါသည်။သုံးမြမပင်လေပြင် အပေါ်အကျိုးသက်ရောက်နိုင်မှု အဆိုပါလေဖိအားနှင့်စေ၏အချိန်ကြောင့်ယနေ့မှစ၍ 23ရက်5လ2025ရက်နေ့အတွင်းမြမကံယူရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်၎င်းရန်ဖန်ရန်ခါမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းတင်းတင်းမှလှိုင်းကြီးနိုင်ပါသည်မိုးတက်လေပြင်းကြစဉ်မြေပြင်ရေပြင်လေသည်တနာရီလရင်35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်မှာမြမကံယူရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင် 9ပေမှ10နှစ် ပေခန့်ရှိနိုင်ပါသည်လေးမြမာနိုင်ငံအပေါ်အကျိုးသက်ရောက်နိုင်မှုအဆိုပါလေးဖီအားနေစေဤအချိန်ကြောင့်ယနေ့မှစ၍23ရက်9လ2025ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး အေရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာစိတ်စိတ်မှ နေရာအနှံ့အပြားမိုးထစ်ချုံရွာသွန်းနိုင်ကနေရာကွက်၍မိုးကြီးခြင်းဒေသအလိုက်မိုးကြီးခြင်းလျှက်စည်းလက်ခြင်းမိုးချိန်ခြင်းမိုးတိကျွေခြင်းမိုးချိုးပစ်ခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါသည်။ကိုယ်စိတ်နှပြကျန်းမာရွှင်လန်းကြပါစေ။